ဦးရေပြောဟိုဒါလေးဒီမှာ messenger မှာတယောက်မေးထားတယ်အေးတခုလောက်ဖြောပြပါလားတဲ့အဲ့ဒီကောင်မဲအဲ့ဒီကောင်မဲဒါလားဟုတ်တယ်ဟုတ်โอเคဒါလေးကိုမေးနေကြတဲ့လူတွေအတွက်ဒီနေ့ဖြောပြပေးမယ်ကဲမဖြောခင်မှာတယောက်တစ်ခုစီဝိုင်းဆဲမယ်ဘယ်လိုမျိုးဖြောရလဲဆိုတာကိုသွားပြီးတော့ကြည့်မယ်အရင်ဦးဆုံးနွားနို့ကို100မီလီထည့်မယ်နို့စီကတော့90မီလီထည့်မယ် ဒါကိုတမတ်အောင်မှွေပေးမယ်တမတ်တီဖြစ်အောင်တွားပြီးတော့ကြိတ်မယ်နော်ရေခဲ900မီလီတစ်ခွက်ထည့်မယ်ပြီးလို့ရှိရင်ခဏတုန်းကဖြော်ဆက်ထားတဲ့နှုတ်တွေကိုလောင်းထည့်လိုက်မယ်နော်ဒါလေးကိုစမုတ်တီဖြစ်အောင်ကြိတ်မယ်။ကဲဒါလို့ဆိုရင်ရပြီ။ကဲဒီဘလောင်းစူကားရေကိုကျွန်တော်တို့90မီလီထည့်မယ်။ ဘေးနှခမ်းကနေပတ်လိုက်မယ်ဘလောင်စုကရည်တွေကိုစမုတ်တီတွေကို အကောလုံးလောင်းထည့်မယ်နော်ကဲပြီးလို့ရှိရင်အပေါ်ကနေခရင်လေးညှစ်ထည့်မယ်ခရင်ကတော့တပတ်ညှစ်ထည့်မယ်နော် ကဲရပြီပြီးလို့ရှိရင်ဘာပဲစီလေးနဲ့ကျွန်တော်တို့အပေါ်ကနေအလှဆင်မယ်ဒါဆိုရင်ချွချုံမှုမှုဆဆိုက်လေးနဲ့ကျွန်တော်တို့အရန်မဲတောက်တို့ကောင်းလဲကျွန်တော်တို့ brown sugar ဘာပဲလေးရပြီတကယ်လို့မှကိုကစီးပွားဖြစ်လောက်ရောက်ချင်တယ်ဆိုရင်ကျွန်တော်တို့မှဒီတင်တန်းလေးရှိတယ်ဒီတင်တန်းကဆိုရင်ကျွန်တော်တို့ပုံမှန်တင်တန်းကြီးအပြည့်ကတော့ သုံးသိန်းခွဲရှိတယ်တကယ်တော့မှဒီဗီဒီယိုကနေ screen shot ပြီးတော့လက်အပ်တဲ့လူကိုကျွန်တော်တို့သုံးဦးသွင်းကို2သိန်းခွဲနဲ့ယူသွားလိုက်အခုလိုကြည့်ပေးတဲ့လူတဦးချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘာတွေသိချင်လဲသိချင်တာရှိရင် comment ထဲမှာရေးလာခဲ့ပေးလို့ရပါတယ်အားလုံးပဲကြမ်းမှချမ်းသာကြပါစေဘိုင်ဘိုင်